မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံအနေဖြင့်လေးလာဆောင်ကြည့်သူစိတ်လွတ်မြေမဟုတ်ဟုအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်သမ္မတအတီးပြူအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်ကမြန်မာအတိုက်ခံများအပါအဝင်အလုံးနဲ့ထိတွေ့ဆက်ဆံပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံလေလာစောင့်ကြည့်သူစိတ်လွတ်မြေမဟုတ်ဟုအာဆီယံဥက္ကဋ္ဌသစ်ဖိလပိုင်သမ္မတဖာဒီနန်အာမာကိုဂျူနီယာကပြောဆိုလိုက်ပါတယ်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ပြီးမလေးရှားဗန်နာမာသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင်၎င်းကအထက်ပါတိုင်ပြောဆိုလိုက်ခြင်းဖြစ်ပါသည် အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံအနေဖြင့်ဒီဇင်ဘာလတွင်ကျင်းပမယ့်မြန်မာနိုင်ငံရွေးကောက်ပွဲသို့လေးလာသူစေလွန်ကြီးမဟုတ်ကြောင်းဖိလပိုင်သမ္မတဖာဒီနန်အာမာကော့စ်ဂျူနီယာကအတည်ပြုလိုက်ပြီးအာဆီယံနိုင်ငံများအကြားစစ်တဲ့ရွေးကောက်ပွဲနှင့်ပတ်သက်၍အမြင်များကွဲပြားနေကြောင်း၎င်းကဆိုပါရယ်အာဆီယံကနိုင်ငံတစ်ခုချင်းစီအနေနဲ့ရွေးကောက်ပွဲနှင့်ပတ်သက်လို့ကိုယ့်ဘာသာကိုဆုံးဖြတ်ဖို့ပါပဲရွှေကောက်ပွဲအတွက်အာဆီယံမှာဘုံရည်တည်ချက်တခုမရပါဘူး။ဘာလို့လဲဆိုတော့ဆွေးနွေးမှုတွေမှာမတူညီတဲ့အမြင်တွေရှိနေပါတယ် ဒါကြောင့်ကျွန်တော်အနေနဲ့ဖိလစ်ပိုင်နိုင်ငံကဘာလုပ်သင့်လဲဆိုတာကိုကျွန်တော်ဆုံးဖြတ်ရပါလိမ့်မယ်။အခြားနိုင်ငံတွေဘာလုပ်လဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ပါမယ်ဟု၎င်းကပြောကြားခဲ့ပါတယ်။အာဆီယံနေဖြစ်မြန်မာရွေးကောက်ပွဲကျင်းပမဲ့ဒီဇင်ဘာ28ရက်နေ့မှတိုင်ပြီးဘုံသဘောတူညီချက်တစ်ခုရရှိနိုင်သေးကြောင်းသို့သောဖိလစ်ပိုင်အနေဖြင့်မြန်မာစစ်တပ်၏ရွေးကောက်ပွဲသို့လိလာသူစေလွတ်ရန်သို့မဟုတ်အာဆီယံ၏ယက်တီချက်နှင့်ခန့်ညီရန်စဉ်စားနေခြင်းရှိမရှိကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေ။အာဆီယံအနေနဲ့ တစ်စုံလုံးအနေနဲ့လုပ်မယ်ဆိုရင်တော့ပိုကောင်းနိုင်ပါတယ်ဟုလက်ကောင်းကရှင်းပြပါတယ်။မြမအရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားအမြင်ကွဲပြားမှုများရှိနေတော့လေ၊ကွာခြားချက်မှာမကြီးမားဟုလက်ကောင်းကဆိုပါတယ်။ရှင်းပြ2026ခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌတဲ့အဖြစ်တာဝန်ယူမဲ့ဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာကော့စ်ဂျူနီယာကမြမအရေးအတွက်အတိုက်ခံများအပါအဝင်သက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်းမြမအရေးမှာအာဆီယံအတွက်မကြက်သေးတဲ့အနာတစ်ခုဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုသွားပါတယ်။ ဆက်လက်ပြီး TikTok ပိုင်ဆိုင်မှုတွေပြောင်းရင်တရုတ်ကသဘောတူခွင့်ပြုထားတယ်လို့အမေရိကန်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တီတောက်ပိုင်ဆိုင်မှုကိုလွှဲပြောင်းရေးသဘောတူညီမှုကိုတရုတ်ကသဘောတူခွင့်ပြုထားပြီဖြစ်တယ်လို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစကော့ဘတ်ဆန်ကပြောကြားပြီးလာမယ့်သတင်းပတ်ပိုင်းအတွင်းလပိုင်းအတွင်းရှေ့ဆက်ဆောင်ရွက်သွားဖို့မျှော်လင့်ထားတယ်ဆိုပေမဲ့အသေးစိတ်ကိုပြောမထားပါဘူးတီတောက်ကိုအမေရိကန်ကုမ္ပဏီတစ်ခုခုတို့ရောင်းချရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာညှိနှိုင်းခဲ့ပြီးသဘောတူညီမှုရရှိခဲ့တယ်လို့ဖွင့်ကြီးပတ်စံကပြောပါတယ်။လာမယ့်သတင်းပတ်ပိုင်းလာပိုင်းအတွင်ရှေ့ဆက်ဆောင်ရွက်သွားဖို့မျှော်လင့်ထားပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့အပိသက်ဖြည့်ရှင်မှုကိုကျွန်တော်တို့နောက်ဆုံးတော့မြင်တွေ့ရပါလိမ့်မယ်လို့သူကဖြည့်ဆွတ်ပြောကြားသွားပါတယ်။တရုတ်စီးပွားရေးဝန်ကြီးဌာနကတော့အောက်တိုဘာ30ရက်ထုတ်ပြန်တဲ့ကြီးညာချက်မှာ TikTok နဲ့ဆက်စပ်တဲ့ကိစ္စရပ်တွေကိုအမေရိကန်နဲ့ဆွေးနွေးရမှာအသေးချာကင်တွေဖြည့်ရှင်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ တရုတ်ခြေဆိုင် Biden ကုမ္ပဏီပိုင်ဆိုင်ထားတဲ့ TikTok ကိုမှတ်ချက်ပြုပေးဖို့ဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်မှုမရှိပါဘူး။အမေရိကန်မှာအသုံးပြုသူတန်း180ရှိတဲ့ TikTok ရဲ့တရုတ်ပိုင်ရှင်တွေအနေနဲ့ TikTok ကိုအမေရိကန်လုပ်ငန်းတစ်ခုစီ2025ဇန်နဝါရီမတိုင်ခင်ရောင်းချရမယ်ဆိုတဲ့ဥပဒေတရက်ကိုအမေရိကန်လွှတ်တော်က2024ခုနှစ်အတွင်းအတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက်18လကြာတဲ့အထိကံကြမ္မာကမတိကြမရေရာဖြစ်နေစေပဲဖြစ်ပါတယ်။ စက်တင်ဘာ25ရက်မှာ Trump ကအထူးအမိန့်ညွှန်ကြားချက်တစ်ရက်ကိုလက်မှတ်ရေးထိုးပြီး TikTok ကိုရပ်ပေါင်း120အတွင်လွှဲပြောင်းရေးညွှန်ကြားခဲ့တာပါ။အခုလိုဥပဒေစီချမှုကိုလည်းသူက2026ခုနှစ်ဇန်နဝါရီ20ရက်သို့နောက်ဆုတ်ဖြစ်ခဲ့ပါတယ်။ Trump ရဲ့ညွှန်ကြားချက်မှာ TikTok ရဲ့အချက်လက်စီစဉ်မှုပုံစံကို American ကုမ္ပဏီရဲ့လုံခြုံရေးလက်တွဲဖို့လုပ်ငန်းတွေကပြန်လည်ပြင်ဆင်စောင့်ကြည့်ဖို့နဲ့နှစ်ဖက်ပူးပေါင်းထားတဲ့ထိန်းချုပ်မှုအောက်မှာထားရှိဖို့သတ်မှတ်ချက်တွေပါဝင်ပါတယ်။ အမေရိကန်ရှိ TikTok လုပ်ငန်းလှည့်ပတ်မှုဆိုင်ရာပူးတဲ့အဖွဲ့အစ်မှဘုတ်အဖွဲ့ဝင်ခွနက်ဦးပါဝင်မှာဖြစ်ပြီး Viden Company ကတအူးခန့်ထားမှာဖြစ်ပြီးချန်ချာဦးကအမေရိကန်လုပ်ငန်းကခန့်အပ်မှာဖြစ်ပါတယ်။ Viden က TikTok ကိုအမေရိကန်ပိုင်ဆိုင်မှုအောက်သို့မယောင်ချခဲ့ဘူးဆိုရင်2025ခုနှစ်ဇန်နဝါရီမှာပိတ်သိမ်းခိုင်းမယ်လို့သတ်မှတ်ထားတဲ့ဥပဒေအတိုင်းလိုက်နာမယ်ဆိုရင် TikTok အနေနဲ့အမေရိကန်လုပ်ငန်းမှ120ရာခိုင်နှုန်းအောက်ပဲပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။တရုတ်ကုမ္ပဏီတွေဟာကွန်မြူနတီပါတီကတောင်းဆိုလာတဲ့အချက်အလက်တွေကိုမဖြစ်မနေပေးအပ်နေရတာကြောင့် တိတော်လေအမေရိကန်နိုင်ငံသားအတုံပြူသူတွေရဲ့အချက်လက်တွေကိုထိမ့်သိမ့်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိုးရိမ်မှုတွေနဲ့အတူအမေရိကန်ပိုင်ဆိုင်မှုအောက်လွှဲပြောင်းရေးအစီအစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူတွေကိုမြင်းကိုဆိုင်နေပြီလား။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလို့စစ်ကော်မရှင်ကအမြဲတစေဟေ့ကျွေးနေပေမဲ့ဒီမိုကရေစီစံနှုန်းအရလွတ်လပ်စွာထုတ်ပေါ်ပြောဆိုရေးသားခွင့်တွေကိုတော့ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ပိတ်ပင်မှုတွေလှုပ်လာနေပါတယ်။လာမယ့်ဒီဇင်ဘာနောက်ပိုင်းမှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက် ထုံလွင်ခဲ့တဲ့အသိပညာပေးဇလန်နဲ့ပါဝင်တရုတ်ဆောင်ခဲ့ကြသူတွေကိုလူမှုကွန်ရက်ကနေဝေဖန်ရေးသားသူတချို့ကိုစစ်ကောင်မရှင်ကဖမ်းဆီးအရေးယူခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ28ရက်နေ့ကခေတမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်ကိုစစ်ကောင်မရှင်ရဲ့အစီအစဉ်နဲ့နိုင်ငံပိုင်ဝါရဖြန့်ရုပ်သံ channel တွေအပါအဝင်လူမှုကွန်ရက်ပလက်ဖောင်းတွေမှာထုံလွင်ခဲ့ပါတယ်။ဒီအပေါ်စစ်တပ်ဝါရဖြန့်မှုကိုဝေဖန်ရေးသားတာတွေရှိခဲ့တယ်လို့ဇလန်မှတရုတ်ဆောင်ခဲ့ကြတဲ့အမှုပညာရှင်တွေကိုလည်းပြည်တွင်းပြည်ပရှိမြန်မာပြည်သူတွေကသပိတ်မှောက်ခါ လူမှုပြစ်ဒဏ်တွေလည်းလုပ်ခဲ့ကြပါတယ်။ဒါကိုစစ်ကော်မရှင်ကလူမှုကွန်ရက်ကနေတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားလို့ရွေးကောက်ပွဲအပေါ်ပြည်သူလူထုကနေအထင်မြင်လွဲမှားစေအောင်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီအပါဝင်စပိုးနဲ့ဟာသာတရုတ်ဆောင်၃ဦးတို့ကိုဖမ်းဆီးခဲ့တယ်လို့အော်တိုဘာ29ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ခေတမိုင်းကိုဒုံဆိုင်မဲ့သူများဆက်လက်နဲ့ပတ်သက်ပြီးဒီပါရောက်အစိုးရရန်ရန်ချမ်းကသူ့ရဲ့ Facebook အကောင့်မှာဝေဖန်ရေးသားထားတဲ့ post ကိုပြည်တွင်းရှိဒါရိုက်တာအောင်ချမ်းလူကလက်ရီယပေးခဲ့တဲ့အတွက်ဖန်ဆီးခံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။ ဒါပေမဲ့လောလောဆယ်အထိစစ်ကော်မရှင်ဘက်ကနိုင်ငံပိုင်ဝါဒဖြန့်သတင်းစာရီနဲ့လူမှုကွန်ရက်တွေပေါ်မှာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူးဦးတိုးစော်လက်ကဒီမိုကရေစီထူထောင်ဖို့ရွေးကောက်ပွဲကျင်းပတာဖြစ်လို့ဝေဖန်မှုတွေအပေါ်ဖန်ဆီးတာဟာခုမြင့်ကိုဆိုင်နေတာလို့သူ့အမြင်ကိုပြောပါရတယ်။ရွေးကောက်ပွဲရဲ့အနှစ်သာရဆိုတာဒီမိုကရေစီထူထောင်ဖို့ပါ။အခုကတော့ဒီမိုကရေစီရဲ့အခြေခံ Government of the People, By the People, For the People ဆိုတဲ့စံချက်ပတ်ပေါ်ပြောင် အခုကတော့ခေတ္တမိုင်းကိုဒုံဆိုင်ကြတာကိုမြင့်ကိုဆိုင်ဒုံဆိုင်နေတာလားမသိဘူးဒီလိုမျိုးဆိုရှယ်မီဒီယာကနေပြီးတော့အသေးလေးပေးတာဟာဟာပေးတာလောက်နဲ့တင်မယ်လူတွေကိုအညိုတကြီးနဲ့ဖမ်းနေဆိုတော့ဒီရွေးကောက်ပွဲရဲ့ဒီမိုကရေစီအပေါ်ထားတဲ့သဘောထားကိုပိုသိရတာပေါ့နော်တေချာတာကတော့ဒီရွေးကောက်ပွဲဟာဒီမိုကရေစီခိုင်မာအောင်လုပ်တဲ့ရွေးကောက်ပွဲလုံးဝမဟုတ်ပါဘူးလို့ဆိုပါတယ် စစ်ကော်မရှင်ကတော့အမှုပညာရှင်တချို့ကိုဖမ်းဆီးတာဟာမကြမီကျင်းပမဲ့ရွေးကောက်ပွဲအောင်မြင်စေရည်သူတို့တက်ကြွနဲ့အမှုပညာကဏ္ဍကနေပူးပေါင်းပါဝင်ခြင်းမရှိတဲ့အပြင်အခြားသူတွေရဲ့တထက်တအားပူးပေါင်းပါဝင်မှုအပေါ်ဝေဖန်တိုက်ခိုက်တာလို့ဆွဆွဲထားတာပါဒါကြောင့်သူတို့ကိုရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ထိရောက်စွာအရေးယူသွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဘယ်ပုံမှန်တွေနဲ့တရားစွဲသွားမယ်ဆိုတာကိုတော့ထုတ်ပြန်ကြမှာမပေါ်ပြချပါဘူး။ ဂျပန်မှာလာမယ့်ထွေထွေရွှေခေါက်ပွဲအတွက်ဝါဒဖြန့်စည်းရုံးရည်တွေမှာအမှုပညာရှင်အတိုင်းဝိုင်းကနာမည်ကြီးသရုပ်ဆောင်တွေတယောက်မှကျန်ပါဝင်ပေးရမှာဖြစ်ပြီးညှင်းဆန်ရင်တော့အရေးယူမယ်လို့ညွှန်ကြားထားတာပါပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကစစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှုဦးအေးကျွေကရန်ကုန်မြို့မှာရှိတဲ့အမှုပညာအတိုင်းဝိုင်းကသူတွေကိုခေါ်ယူတွေ့ဆုံခဲ့ပါတယ်အဲ့ဒီတွေ့ဆုံမှုအတွင်းရွေးကောက်ပွဲဆိုင်ရာဝါဒဖြန့်စည်းရုံးလှုံ့ဆော်တဲ့စာသားတွေကို ဗီဒီယိုအတိုနဲ့တယောက်ချင်းစီပါဝင်ပြောဆိုပေးရမှာဖြစ်ပြီးစစ်ကော်မရှင်ဘက်ကနေထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ရုပ်သံနဲ့ platform အစုံမှာထုတ်လွှင့်သွားမယ်လို့သတင်းရင်းမြစ်စီကတည်ရပါတယ်။နိုင်ငံရေးလေလာသုံးသက်သူဦးကြည်မြင့်ကသူတို့ကျင်းပမဲ့ရွှေကောက်ပွဲကိုနိုင်ငံတကာကထောက်ခံခြင်းမရှိတဲ့အပေါ်ပါတီဖို့အတွက်အမှုပညာရှင်တွေကိုပါတာဝန်ပေးလာတယ်လို့သူ့အမြင်ကိုပြောပါတယ်။ဒီရွှေကောက်ပွဲပြက်လို့ကိုမဖြစ်ဘူး။အခုနိုင်ငံတကာလည်းမထောက်ခံတော့ UN ကလည်းပြောပြီးအနောက်နိုင်ငံတွေကလည်းပြောပြီးဥရောပကလည်းပြောပြီးအာဆီယံကလည်းသူပြောပြီး ဆိုတဲ့အခါကျတော့အရှက်ကကွင်းနေပြီလေအဲ့ဒါကိုအရှက်ကွဲနေတာကိုဖာဖို့အတွက်အခုဆိုအမှုပညာရှင်တွေကိုအမိန့်ထုတ်လိုက်ပြီလေဒီဇင်ဘာမကျော်မချင်းဘယ်အမှုပညာရှင်မှနိုင်ငံခြားခရီးမထွက်ရဘူးနောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတာဝန်ပေးရင်လုပ်ရမယ်မလုပ်ရင်အရေးယူမယ်စာရီလဲထွက်သွားပြီပြန်ကြားရင်းညွှန်ကြုတ်လက်မှတ်နဲ့ဆိုတော့အခုထားရင်အမှုပညာရှင်တချို့ကိုဖမ်းတာကသူတို့တနက်အောက်မှနေရတာပဲလို့ဆိုပါတယ် 2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲမှာမဲဆယွန်မှားယွင်းမှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံတကာကိုသိမ်းယူခဲ့ပြီးနောက်ပိုင်းနိုင်ငံတော်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလက်နက်ကိုင်တိုက်ပွဲတွေဒီကနေ့ထိဖြစ်ပွားနေတာပါဒီအပေါ်အာဏာသိမ်းစစ်တပ်ကနေစစ်ကောင်စီစစ်ကော်မရှင်စတဲ့အမည်နာမတွေနဲ့နိုင်ငံတော်ကိုအရေးပေါ်အခြေအနေဖြစ်ကြီးညာခဲ့ပြီးရွှေကောက်ခံအစိုးရတပ်တန်းဤတို့၅နှစ်ကြာအုပ်ချုပ်ဖို့ဖြစ်လာပါတယ်။အရေးပေါ်အခြေအနေကိုတော့နောက်ဆုံးခေါ်ယူခဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာပယ်ဖျက်ခဲ့ပြီး ဒီနေ့ကုန်ပိုင်းမှာစတင်ကျင်းပမယ့်အပိုင်းလိုက်ရွေးကောက်ပွဲအောင်မြင်ရေးစစ်ကော်မရှင်ကကြိုးပမ်းလာနေတာပါအကျိုးကာလမှာတော့ရွေးကောက်ပွဲပြပြအောင်ဟော်ပြောလုံဆောင်တာဆန္ဒပြတာစာရေးသားဖြန့်ချီတာနှောက်ရှက်ဟန်တာတဲ့စွတ်စွဲချက်နဲ့လက်ရှိအချိန်အထိဖန်ဆီးခံရသူအရေးအတွက်အယောက်စင်တဲ့ချီရှိလာနေပါပြီရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြန့်ဆီးခြင်းကနေကောက်ွယ်ပေးရေးဥပဒေပုံမှ23ကကြီအရာတာမြင့်ချက်ကိုဖောက်ဖျက်ကျူးလွန်ရင်ထောင်တန်းအနည်းဆုံး3နှစ်ကနေ9နှစ်အထိချမှတ်ရမယ့်အပြင်ငွေတယ်လေးချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ် လူခွင့်ရေးကြီးညာစတဲ့အရာအစိုးရတွေဟာပြည်သူလူထုရဲ့ဆန္ဒအပေါ်ရွေးကောက်ခံမယ်ဆိုတဲ့အချက်ပါဝင်တဲ့အတွက်ပြည်သူလူထုကိုအုပ်ချုပ်တဲ့အစိုးရကိုရွေးကောက်ခွင့်ဟာလူသားတိုင်းရဲ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ဒါကြောင့်ဖိနှိပ်မှုတွေရှိပေမဲ့လည်းရွေးကောက်ပွဲကာလ၃ရက်စလုံးမှာတရားခွင့်မှုရှိမရှိတက်သေးတွေရဖို့တန်းချီတဲ့ပြည်သူတွေရဲ့ဝေဖန်ထောက်ပြမှုတွေရမသွားသင့်ဘူးလို့ဦးတိုးစော်လကအကြံပြုပါတယ်။အခုလိုဖိနှိပ်မှုတွေရှိနေပေမဲ့လေဝေဖန်မှုတွေထောက်ပြမှုတွေတော့ရှင်းမသွားစေချင်ပါဘူးရွှေကောက်ပွဲကအဆင့်၃ခုပြောင်း အခုကတော့အကျုံမဲဆွဲကလာပြီးရင်ရွေးကောက်ပွဲနေပြီးလို့ရှိရင်ရွေးကောက်ပွဲအလွန်တရားဝင်မှုဆိုတာကိုအဆင့်၃ခုစလုံးမှာကျွန်တော်တို့ထောက်ပြစရာတွေအများကြီးရှိတာကိုထောက်ပြရလိမ့်မယ်ဒီထက်ပိုပြီးလူတွေတိမ့်နဲ့တောင်းနဲ့တန်းနဲ့ချီပြီးထောက်ပြတင်နေအဲ့ဒါမှလည်းရွေးကောက်ပွဲအလွန်ရွေးကောက်ပွဲရဲ့တရားဝင်မှုကဘာမှမရှိခဲ့ပါလားဆိုတဲ့တက်တီတွေရှာမှာပေါ့လို့ဆိုပါတယ်အပိုင်းတင်အထွေထွေရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာနိုင်ငံတော်ဝန်ရှိတရားနှမျိုးနယ်မှာပြုလုပ်သွားမှာဖြစ်ပြီးနောက်နှစ်ဇန်နဝါရီ17ရက်နေ့မှာတော့အပိုင်းနှစ်အဖြစ် မြို့နယ်တရာမှပြုလုပ်သွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာပါအပိုင်း၃ပိုင်းနဲ့ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲကနေထွက်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်အာဏာလွှဲအပ်ပေးသွားမယ်လို့စစ်ကော်မရှင်ကမပြတ်တမ်းကြွေးကြော်နေတာပါပြည်သူတွေကတော့အဲ့ဒီရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုအလွန်အားနည်းနေပြီးရက်ကြီးယုံတွေမှကက်ထားတဲ့မဲစင်းတွေကိုတောင်မှကြီးစုစစ်ဆေးဖို့စိတ်အားမထက်သန်ဘူးလို့ထုတ်ပြောထားကြပါတယ်